င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ဒုဗိုလ်ချုပ်ကြီးကံမြင့်တန်းအပါအဝင်အရာရှိကြီးတွေနဲ့လက်လက်ဆက်ရုံမှု28ဦးရဲ့အမည်စင်းကိုအရေးယူနိုင်ရေးထုတ်ပြန်လိုက်ပါတယ်ပင်လောင်းမြို့နယ်စောင်းပြောင်ကျေးရွာကစစ်တပ်စခန်းကိုတင်ပတ်ရရှိပြီး PNO ပြည်သူ့စစ်ဘုံမှုပါဝင်စစ်သားအများပြားဟာတည်သွားကာ စစ်တုံးဘန်းတွေနဲ့လက်လက်ခရမ်းတွေကိုတင်းဆက်ရရှိတဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းတဲ့တွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မြန်မာနိုင်ငံမှာလူမျိုးတုံးတက်ပြတ်မှုစစ်ရာဇဝဲမှုတွေနဲ့ လူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့စစ်ရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်နေကြတယ်။စစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းတပ်ဖွဲ့ခေါင်းဆောင်ကံမြင့်တန်းအပါအဝင်အရာရှိကြီးတွေနဲ့လက်လက်ဆက်ရုံမှု28ဦးရဲ့အမည်စင်းကိုနိုင်ငံတကာနဲ့အန်ယူဂျီကအရေးယူနိုင်ရေးအတွက်တမာဖွံ့ဖြိုးရေးအင်စတီကျုကထုတ်ပြန်လိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးမှာအဓိကတာဝန်ရှိသူတွေကိုဖော်ထုတ်ထားတဲ့တနက်များနောက်ွယ်မှသွေးစွန်လက်များ မြန်မာစစ်တပ်ရဲ့လက်နက်ထုတ်လုပ်သူများဖော်ထုတ်ခြင်းသူတွေနာအစိုးရခန်းစားတစောင်းကိုတမဖွံ့ဖြိုးရေး Institute ကထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီအစိုးရခန်းစားဟာဆေးဥစုကျူးလွန်နေတဲ့နိုင်ငံရာဇဝတ်မှုတွေအတွက်အသုံးပြုတယ်။စစ်လက်နက်တွေကို ထုတ်လုပ်ရမှာအဓိကတာဝန်ရှိသူတွေဖြစ်ကြတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ယုံကကထုတ်ရဲ့အရာရှိချုပ်ဒုတိယအရာရှိချုပ်နှစ်ဦးနဲ့ ကာကွယ်ပစ္စည်းထုတ်စက်ယုံ25ယုံကစက်ယုံမှုတွေကိုဖော်ထုတ်ထားတာလည်းဖြစ်ပါတယ်။အဲ့ဒီအထဲမှာစစ်ကောင်စီကာကွယ်ပစ္စည်းထုတ်လို့ရရှိချုပ်ယုံကကထုတ်ရဲ့အရာရှိချုပ်ဒုတိယဘူချုပ်ကြီးကံမြင့်တန်းဖြစ်ပြီးဒုတိယအရာရှိချုပ်နှစ်ဦးဖြစ်ကြတယ်။ဘူချုပ်ကိုကိုလွင်နဲ့ဘူချုပ်မျိုးအောင်တို့ပါဝင်တယ်လို့လည်းသိရပါတယ်။ဒါအပြင်လက်နက်စက်ယုံမှုတွေဖြစ်ကြတယ်။အမှတ်၁ကာကွယ်ပစ္စည်းစက်ယုံမှုဘူမူကြီးဇော်မျိုးမင်း အမှတ်နဲ့ကာကွယ်ပစ္စည်းဆက်ယုံမှုဘုံမူကြီးလှတဲ့အမှတ်တော်ကာကွယ်ပစ္စည်းဆက်ယုံမှုဘုံမူကြီးမောင်စိုးအမှတ်လေးကာကွယ်ပစ္စည်းဆက်ယုံမှုဒုတိယဘုံမူကြီးဇော်မင်းထွန်းအမှတ်၅ကာကွယ်ပစ္စည်းဆက်ယုံမှုဘုံမူကျုပ်ထွေးလာအမှတ်၆ကာကွယ်ပစ္စည်းဆက်ယုံမှုဘုံမူကြီးတိုးလွင် အမှတ်၇ကာကွယ်ပစ္စည်းဆက်ယုံမှုဘုံမူကြီးထွန်းထွန်းစိုးတို့အပါဝင် 28ဦးရဲ့အမည်စင်းတွေကိုလည်းအေးအေးယူရမယ့်စင်းထဲမှာထည့်သွင်းထုတ်ပြန်ထားတာလည်းဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာကစစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ရမှာ PNO ပြည်သူ့စစ်ဘုံမှုအပါအဝင်စစ်သားအများအပြားဟာထိတ်သွားပြီးစစ်တုံးပန်းတွေနဲ့လက်လက်ခရင်အများအပြားကိုတိမ့်ဆက်ရရှိခဲ့တယ်လို့ ထေကုံ PDF 1339တင်တရင်ကတင်ထုတ်ပြန်ထားပါရယ်မေလ18ရက်နေ့ကနေစတင်ကပင်လောင်းမြို့နယ်စောင်ပြောင်ကျွရကစစ်သား PNO ပြည်သူစစ်တွေပူပေါင်းကတက်ဆွဲထားကြတဲ့စစ်ကောင်စီစခန်းကို KND တော်လှန်ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာ စခန်းမကြဆုံးစေရတဲ့စစ်ကောင်စီတပ်ကလေကြောင်းလက်လက်ကြီးပစ်ကိုအမြောင်များကိုအသုံးပြုပါခုခံခဲ့လို့လည်းသိရပါဗျ။အဲဒီလိုလေကြောင်းလက်လက်ကြီးပစ်ကိုအမြောင်များအသုံးပြုခုခံခဲ့ပေမဲ့လည်းမေလ26ရက်နေ့မှာတော့တော်လန်တပ်ဖွဲ့ဝင်တွေက အခုလိုသိမ့်ပတ်ရရှိခဲ့တာလည်းဖြစ်ပါဗျ။အဲဒီစခန်းသိမ်းတိုက်ပွဲတွင် PNO ပြည်သူ့စစ်ဗိုလ်မှူးပါဝင် အတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းခံရသူပိုးလူငယ်အများပြားဟာတေဆုံးခဲ့ရပြီး စစ်တုံးပန်းတွေလက်လက်ခရမ်းတွေအမြောင်များကိုလည်းတင်ဆက်ရရှိခဲ့လို့လည်းသိရပါဗျ။စောင်းပြောင်းကျေးပါစစ်တပ်စခန်းကိုတိုက်ခတ်သိမ်းပိုက်မှုတွေဖဲခုံပီတဲ့တစ်တုံညတုံညနှစ်တရင်နဲ့မဟာမိတ်တပ်ပေါင်းစုတွေပူးပေါင်းတိုက်ခတ်ခဲ့တာဖြစ်ပြီးတချို့သောတော်လန်ရဲဘော်တွေထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့လည်းဖဲခုံပီတဲ့တစ်တုံညတုံညနှစ်တရင်ကသတင်းထုတ်ပြန်ထားပါဗျ။ အဲလိုစောင်းပြောင်းကျဲရစကန်တိမ့်ပိုက်ခံရပြည့်ရနောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ PNO ပြည်သူစစ်တွေဟာစောင်းပြောင်းကျဲရကပြည်သူနေရင်တွေကို မီးရှို့ဖျက်ဆီးနေရလို့လည်းသိရပါရရှင်မန္တလေးရတိုင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းမဟာအောင်မြင်မြို့နယ်မှာငလင်အတွက်အလှရှင်တွေနဲ့ပရိုက်တာအဖွဲ့အစည်းတွေကလှူဒန်းထားတယ်ငွေကြေးတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေကို ထွေအုပ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကဖျောက်ယူထားတယ်လို့အဲ့ဒီမြို့နယ်အတွင်းကပရိုက်တာစေနာရှင်အဖွဲ့အစည်းအချို့ကပြောပါရယ်မလ28ရက်နေ့ကနေလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်မဟာအောင်မြေမြို့နယ်မှာအလှူရှင်တွေနဲ့ပရိုက်တာအဖွဲ့အစည်းတွေက လာရလှူဒန်းမှုတွေကိုမြို့နယ်ထွေအုပ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေက သက်ဆိုင်ရာမြို့နယ်နဲ့ရက်ွက်ရုံးတွေမှာဒါလာရောက်ပို့ဆောင်စေခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုလာရောက်လှူဒန်းတဲ့ပစ္စည်းတွေထဲမှာအရေးပေါ်အစားအသောက်နဲ့စေဝါးတွေပါဝင်သလိုငွေကြေးတွေလည်းလှူဒန်းသွားကြပြီးအဲ့ဒီလှူဒန်းမှုတွေကိုမြို့နယ်ထွေအုပ်နဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကစည်ရင်းနဲ့လက်ခံခဲ့ကြရလို့လည်းသိရပါတယ်။ဒါပေမဲ့ငလင်လောက်ခတ်ပြီးနှစ်လကျော်ကြာမြင့်တဲ့အထိမေလ30ရက်နေ့အထိမှာတော့ ပြည်သူတို့တယောက်ကိုမှပြန်လဲပေးဝေခြင်းမရှိဘူးလို့လဲပရိုက်တာစေနာရှင်အဖွဲ့အစည်းချို့ကပြောပါရယ်မဟာအောင်မြေမြို့နယ်လိုပဲမန္တလေးကတခြားမြို့နယ်တွေမှာလည်းငလင်ဘေးကင်ပြည်သူတွေကိုအလှူရှင်တွေဓာတ်ရံမလှူဒန်းရပဲအုတ်ချုပ်ရေးမှုတွေကိုပစ္စည်းတွေပေးအပ်ခဲ့ရပြီးပြည်သူတွေကို ပြန်လဲပေးဝေခြင်းမရှိဘူးလို့လဲသိရပါရယ်ဒါအပြင်မန္တလေးမှာငလင်လောက်ခတ်ခဲ့တာနှစ်လကျော်ကြာညက်လာပြီဖြစ်ပေမဲ့လည်း ပြည်သူတွေဟာစစ်ကောင်စီထံကနေဘာအကူအညီမှမရရှိသေးပဲငလင်ကြောင့်တင်းဆောင်သွားတဲ့အဆောက်အုံတွေဟာလည်းငွေကြေးမတက်နိုင်လို့တင်းဆောင်အဆောက်အုံတွေကိုအလုံးစုံဖြုတ်ပြနိုင်ခြင်းမရှိပဲအနေရရှိနေတဲ့အနေအထားမှာဆက်လက်ထားရှိနေရတယ်လို့ငလင်ဘေးတင်ပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ရှင်ဒီတခါမှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာအခြေစိုက်ထားတဲ့ UWSA ဝတ်တပ်ဖွဲ့က မိုးရေစေဝါနဲ့မပတ်သက်ဘူးလို့တရားဝင်ညင်းဆိုထားပေမဲ့လည်းထိုင်းဝန်ကြီးချုပ်ဟောင်းတဆင်ကတော့မိုးရေစေဝါနဲ့ပတ်သက်တဲ့တသက်တွေရှိနေတယ်လို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဝါပြည်သွေးစည်းညညရေးတက်မတော် UWSA ထိန်းချုပ်နယ်မြေတွေမှာမိုးရေစေဝါတခွဲခန်းနေရှိနေတဲ့တသက်တွေရှိနေတယ်လို့လည်းတဆင်ကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ UWSA ကြောင့် ထိုင်းနိုင်ငံအတွင်းကိုမူရီစေဝါတွေဝင်ရောက်လာနေတာဖြစ်ပြီးမြန်မာစစ်တပ်အနေနဲ့အရေးယူဆောင်ရွက်မှုမရှိရင်နိုင်ငံတကာအနေနဲ့အရေးယူဆောင်ရွက်တင်ကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကပြောလိုက်ပါတယ် UWSA ပြောရေးဆိုခွင့်ရှိသူဥညိရံကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ရဲ့ပြောဆိုချက်ကိုညှင်းဆိုထားပြီးမူရီစေဝါနဲ့ပတ်သက်တဲ့တပ်တွေအထောက်အထားမရှိဘူးလို့လည်းဆိုပါတယ် UWSA အနေနဲ့မိုးရေဆေးဝါးကိုတိုက်ဖြတ်နေပြီးမိုးရေကုန်တယ်တွေကဝနယ်မြေကိုဖျက်ဆီးသွားလာမှုတွေရှိနိုင်ပေမဲ့လည်း UWSA ရဲ့ပါဝင်ပတ်သက်မှုမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုထားတာလည်းဖြစ်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကတော့သူစီမှာတက်တဲ့ဓာတ်ပုံတွေရှိနေပြီးမြန်မာစစ်တပ်နဲ့တရုတ်အစိုးရကိုအကူအညီတောင်းမှာဖြစ်ပြီးတကယ်လို့မြန်မာစစ်တပ်နဲ့တရုတ်အစိုးရကအရေးမယူရင်ထိုင်းနိုင်ငံကကင်တွယ်ရလိမ့်မယ်လို့လည်းပြောကြလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ကမေလ29ရက်နေ့မှာ UWSA ကမူရီစေဝါထုတ်လုပ်မှုတွေရဲ့နောက်ွယ်မှာရှိနေကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုလာတာဖြစ်ပြီးမူရီစေဝါနဲ့ပတ်သက်တဲ့အထောက်အထားတွေနဲ့တက်တွေတွေကိုတော့ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူးရှင်ဒီတခါမှာတော့ထိုင်းမြန်မာနယ်စပ်ကစခန်းသိမ်းတိုက်ပွဲတွေမှာ ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအားလုံးကို ထိုင်းစစ်တပ်က BGF ထံကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့တော်လင်းထောက်ဖို့လှုပ်ဆောင်နေတဲ့ AAC ရဲမင်းကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်မေလ28ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ဘလဲဒိုတပ်စခန်းကနေထိုင်းနိုင်ငံအတွင်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား62ဦးကို ထိုင်းစစ်တပ်ကမြရီမျိုးကကရင်နယ်ကြားဆောင်တက် BGF ထံကိုပြန်လည်လွှဲပေါင်းပေးခဲ့တာလည်းဖြစ်ပါတယ်။မတ်လ April လနဲ့အခုမေလအတွင်းမှာထိုင်းမြန်မာနယ်စပ်အနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ပို့လို့တူခလက်တဲ့တခေါဘီခွေဖော်မာသူစကန်တာလေစကန်မေလစကန်မော်ဖိုးကေစစ်စကန်နဲ့ဘလက်ဒိုစကန်တွေကနယ်လီစကန်ရွှေအင်းမြန်စကန်နဲ့စစ်ကိုလာတဲ့စစ်ကြောင်းတွေကို KNU ကဇက်တက်တိုက်ခိုက်သိမ်းပိုင်နေတာလည်းဖြစ်ပါတယ်။အဲဒီစကန်သိမ်းတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ထိုင်းနိုင်ငံဘက်ကိုဝင်ရောက်ထွက်ပြေးနေတာဖြစ်ပြီးထိုင်းစစ်တပ်ကလည်းထွက်ပြေးတိမ်းရှောင်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဇက်တိုက်လက်လံဖမ်းဆီးနေကာကရင်နယ်ခြားစောင့်တပ် BGF ထံကိုပြန်လည်လွှတ်ပေါင်းပေးပို့နေတာလည်းဖြစ်ပါတယ်။ဒါအပြင်မေလ28ရက်နေ့ကလည်းစုံစည်းမြိုင်မှာအင်အား82ဦးပါတဲ့အကြမ်းဖက်စစ်ကြောင်းကိုလည်း KNL ဥဆောင်တဲ့တော်လန်တက်တွေကပိတ်ဆို့တိုက်ခတ်ခဲ့တော့ကလည်းစစ်ကောင်စီတပ်သား22ဦးဟာထိုင်းနိုင်ငံဘက်အတွင်းကိုထွက်ပြေးသွားပြီး အဲ့ဒီစစ်ကောင်စီတပ်သားတွေကိုလည်းထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးရဖို့အတွက်လှုံ့ဆော်နေရလို့လည်းသိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အိန္ဒိယနိုင်ငံညူဒယ်လီမြို့မှာအစိုးရအပြောင်းလဲဖြစ်ပေါ်ပြီးတဲ့နောက်မှာတရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုမူလနိုင်ငံကိုပြန်လည်ပို့ဆောင်ဖို့စီစဉ်ဆောင်ရွက်နေမှုကြောင့် ရိုဟင်ဂျာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေပြန်လည်ပို့ဆောင်ခံရမှုစတင်ကြုံတွေ့နေရတာကြောင့် UNHCR မှာစီးရင်ပေးထားတဲ့မြန်မာဒုက္ခသည်တွေအနေနဲ့သတိပြုနေထိုင်ကြဖို့ India for Myanmar ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ပါကစ္စတန်နဲ့အိန္ဒိယကြားပဋိပက္ခဖြစ်ပွားပြီးရဲ့နောက်မှာ တရားဝင်နေထိုင်သူနိုင်ငံသားတွေကိုပုံမတင်းကျပ်စွာကင်တွယ်လာနေရဖြစ်ပြီးအိန္ဒိယ UNHCR ရုံးကဒုက္ခသည်တွေရဲ့အချက်လက်တွေကိုအိန္ဒိယအစိုးရထံကို လွှဲပြောင်းပေးထားတဲ့အတွက်ကြောင့်အိန္ဒိယအစိုးရအနေနဲ့ UNHCR စီးရင်သွင်းထားသူတွေရဲ့အချက်လက်တွေကိုရရှိထားပြီးဖြစ်တယ်လို့လည်းအိန္ဒိယ for မြန်မာကတာဝန်ရှိသူက ပြောပါတယ်။ဒါကြောင့်အိန္ဒိယအစိုးရရဲ့ပြစ်မှတ်ထားခံရနိုင်ခြင်းရှိတယ်လို့ယူဆသတ်မှတ်ရင်း UNS ရာကိုစီးရင်သွင်းထားတဲ့လိစ္ဆာကနေဘေကင်းလုံကြုံယုံကြည်ရတဲ့အခြားနေရာတွေမှာယာယီခိုလုံဖို့လေအကြံပြုကြောင်းအိန္ဒိယ for မြန်မာကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်ပြစ်မှတ်ထားခရနိုင်ကျေနေသူတွေဟာလည်းအိန္ဒိယအစိုးရကတရားဝင်အသိမဲ့ပြုထားတဲ့အထောက်အထားမရှိဘဲခီးမသွားလာကြဖို့ UNS ရာကထုတ်ပေးထားတဲ့ဒုက္ခသည်အထောက်အထားက UNCAT အပါအဝင် ဆောင်ရွက်စာတမ်းတွေကိုအမြဲတည်ဆောင်ထားဖို့အခြေအနေတည်ငြိမ်တဲ့အထိဘေးကင်းလုံခြုံစွာနေထိုင်ကြဖို့လိုအပ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြသတိပေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။